ချိုးရဆိုနေ့နေ့လာရှာရတာဒီ15နှစ်16နှစ်လောက်မှရှာရမှရရတဲ့အိမ်တွေကားတွေကအကုန်လုံးဒီမင်းဒီပိုင်းအတွင်းမှာအလုံးပျက်စီးသွားတော့ကိုကိုတိုင်းတို့နေရာမှာဝန်ခံစားကြည့်မိလိုက်ပါတယ်ဟိုဒါကြီးကဟိုတကယ်တို့ဘယ်လောက်ထိကြေကွဲနေမလဲဆိုတော့ကျွန်တော်သိပါတယ်ဟုတ်တအားတွေကတော့ညကျွန်တော်ဗာလဲဂီတလားကျွန်တော်ဒီဒီတက်တူးလားပေါ့နော်တခြားနောက်ဘာတွေဘာတွေကုညီပေးရမလဲဟိုကိုနိုင်တဲ့ဘက်ကနေအခုဘာတွေဝင်းရံပေးရမလဲပေါ့နော်အဲ့ပြန်လည်ထူထောင်ရေးအတွက်ကိုကျွန်တော်အများအဆင်ပြေဖြစ်နေပါတယ်ဟုတ် အားလုံးအားတင်းထားပါဘောเนาะဟိုကျွန်တော်တို့တစ်ချိန်တော့အစဉ်ပြေတဲ့နေ့တစ်နေ့ကိုပြန်ပြီးတော့ရောက်လာအောင်ပါကျွန်တော်တို့ဒီမှာအားလုံးဝင်းရံဝင်းရံပြိမဲ့ယူကိုမောင်မားတွေလည်းရှိပါတယ်အားလုံးအားတင်းထားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ဟောအဲ့အဲ့ပုံစံမြင်တော့တကယ်ဟိုစိတ်မကောင်းစိတ်မကောင်းဆိုတော့ကိုကိုဘာလုပ်ပေးရမလဲပေါ့နော်ကိုကလည်းကိုဘက်ကနေနိုင်တဲ့ဘက်ကနေကိုဘာလုပ်ပေးရမှန်ပြောရင်အဲ့ဟိုတကယ်ဖြစ်တဲ့နေရာတက်ဆိုင်ကျွန်တော်တို့က AC ပဲလို့ပြောလို့ရတယ်ပေါ့နော်ဟိုအဲ့ကိုရီးယားအဲ့ ဟိုသူတို့အတွက်ဘာတွေလိုအပ်လဲပေါ့နော်လိုအပ်တဲ့ဟာတွေဘယ်လိုလုပ်ပေးရမလဲအလင်းများနဲ့အောင်ပြင်တဲ့အဲ့လိုတိုင်ပြစ်တယ်ပေါ့နော်တိုင်ပြစ်ပြီးတော့ဒီပွဲမှာလည်းအဲ့လိုမျိုးဒီပွဲလေးတွေ့တာနဲ့အော်ဒါဆိုကိုလည်းကိုနိုင်တဲ့ဘက်ကနေထပ်ပြီးတော့ပါဝင်ဦးမယ်ဆိုရင်ဒီမှာထပ်ပါဝင်ပေးပြတယ်ဟုတ်အဲဒီနေ့ပါဝင်ပြတဲ့အကြောင်းလေးကတော့ကျွန်တော် Facebook မှာ post လေးတွေ့လို့ပေါ့နော် post တွေ့ရတဲ့ အဲကျွန်တော်လည်းဒီပွဲလေးမှာပါဝင်ကူညီပေးပြတာပါဗျာဟုတ်ဒီမှာအစီအစဉ်နေရတော့ကျွန်တော်တက်တူအာတစ်စ်တွေအများကြီးရှိမယ်အဲပြီးွားရင်ကျွန်တော်တို့ Oman ချတင်တဲ့အမှုပညာဒီဂျယ်အဲ90ရာခိုင်နှုန်း discount ရမယ်ပြီးွားရင်အဲကျွန်တော်တို့ရတဲ့90ရာခိုင်နှုန်းကရတဲ့အမှုပညာကြီးတွေကိုလည်းအကုန်လုံး100ရာခိုင်နှုန်းအကုန်လုံးပြန်လှူမှာပေါ့နော်ရေပေးသိမ်းပြင်လှူမှာတော့ဟုတ်ကဲ့ပါဝင်ရတဲ့အပေါ်မှာကျွန်တော်တကယ်ကိုပျော်ပါတယ်ကျွန်တော်အမှန်ပြောရရင်ကျွန်တော်ကဟိုတတူးရေးတာနားရတာပေါ့နော်ကျွန်တော်ခါအရန်နားတာဖြစ်တဲ့အတွက်တတူးရေးတာနားရတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်9ရောက်လောက်ကိုကျွန်တော်ရေးလိုက်တယ်အရန် ျော်တယ်ရင်ထဲမှာ PT အရန်ဖြစ်မိတယ်ဟိုကိုနိုင်တဲ့ဘက်ကနေပါဝင်ကူညီရတဲ့အတွက်ကိုတကယ်ဟိုဟောဝန်တာပြီးဖြစ်မိပါတယ်ဟုတ်အာတော်တော်လေးလဲဝန်နေရပါတယ်တော်တော်လေးလဲကြည်ကိုရပါတယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့တမိုင်းဝင်နေလဲအကုန်လုံးဟိုပျက်စီးသွားတယ်အဲကျွန်တော်လူတွေလဲထိခိုက်တဲ့နေရာတွေရတယ်အဲတေဆုံတဲ့လူတွေလဲများတယ်ဆိုတော့ကျွန်တော်တို့တွေ့တောက်လျှောက်အဲ့ post တွေပဲတွေ့နေရတော့လူကဟိုမခံနိုင်တော့ဘူးဗျာမခံနိုင်တော့ဆိုတော့ဘယ်လိုပြောရမလဲအရန်ဟိုကြေကွဲပြီးတော့မွန်းကျက်လာတဲ့အနေအထားတွေကိုဖြစ်လာ ို့စင်မြင်လိုက်တိုင်းအဲ့လိုမျက်ရည်တွေဝဲအဲ့လိုငိုချင်တဲ့စိတ်တွေအဲ့လိုအများကြီးဖြစ်တယ်အဲ့အဲ့လိုဖြစ်တဲ့အတွက်ကိုမှကျွန်တော် Facebook တော့မသုံးဘဲနဲ့အဲ့လိုထားထားတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ကျွန်တော်ဟုတ်ဟုတ်အဲငလီနောက်တဲ့အချိန်မှာတော့ကျွန်တော်အိမ်မှာအိမ်မှာဆိုတော့အဲ့လိုပုံမှန်လေအဲ့လောက်ကြီးလှုပ်တာမကြုံဘူးဆိုတော့အိမ်ကြီးမှာလှုပ်နေတော့ကိုယ်လည်းကိုယ်မိလေးကိုကိုဖတ်ထားပြီးတော့ဘာလို့မှမသိဘူးပြင်တာအဲတော်တော်လေးဟိုကြောင်ပြောက်သွားတယ်ဘာလို့မှမသိဖြစ်အဲ့ခေါင်းမူးတာနဲ့အဲ့ လုံးဝအဲ့အချိန်မှာကြောင်ပြောက်သွားပြီးကြမှာမှလိုင်းမတက်တဲ့အချိန်မှာမှလုံးဝဒီထက်ကိုယ့်ထက်ဆိုးတဲ့လူတွေတောက်လျှောက်အဲ့လိုမျိုးတွေ့ရတာပေါ့ဟုတ်ဟောအဲ့အဲ့ position မြင်တော့တကယ်ကိုစိတ်မကောင်းစိတ်မကောင်းဆိုတော့ကိုကိုဘာလုပ်ပေးရမလဲပေါ့နော်ကိုကလည်းကိုဘက်ကနေနိုင်တဲ့ဘက်ကနေကိုဘာလုပ်ပေးရမှန်ပြောရရင်အဲ့ဟိုတကယ်ဖြစ်တဲ့နေရာတက်ဆိုင်ကျွန်တော်တို့က AC ပဲလို့ပြောလို့ရတယ်ပေါ့နော်ဟိုအဲ့ကိုရီးယားအဲ့ဟိုသူတို့အတွက်ဘာတွေလိုအပ်လဲပေါ့နော်လိုအပ်တဲ့ဟာတွေဘယ်လိုလုပ်ပေးရမလဲလင်မယားနဲ့အပြင်နဲ့အဲ့လိုတိုင်ပင်ဖြစ်တယ်ပေါ့နော်တိုင်ပင်ဖြစ်ပြီးတော့ဒီပွဲမှာလည်းအဲ့လိုမျိုးဒီပွဲလေးတွေ့တာနဲ့ အော်ဒါဆိုကိုလေကိုနိုင်တဲ့ဘက်ကနေထပ်ပြီးတော့ပါဝင်အောင်မယ်ဆိုဒီမှာထပ်ပါဝင်ပေးဖြစ်တာဟုတ်အတိမိတ်ဆွေတွေမှာတော့လောလောဆယ်ကတော့ကျွန်တော်အတိမိတ်ဆွေတွေကတော့တိတ်အဲ့လိုမျိုးအရန်ကြီးတော့မရှိဘူးကြာဟုတ်ဟိုတချို့အိမ်ပါဝါတဲ့လူတို့ပါအိမ်ပြိုဝါတဲ့လူပါအဲ့အဲ့လောက်ပဲရှိတာပါခင်ဗျာဟုတ်ထိကြိုက်တန်ရရတဲ့လူတော့နည်းနည်းရှားပါဟုတ်တချို့ဆိုအနည်းငယ်လာရှားရတာဒီ15နှစ်16နှစ်လောက်မှရှားရမှရတာတဲ့အိမ်တွေကားတွေကအကုန်လုံးဒီမိနစ်ပိုင်းအတွင်းမှာအလုံးပျက်စီးွားတော့ ိုကိုတိုင်တို့နေရာမှာဝင်ခံစားကြည့်မိလိုက်ပါတယ်ဟိုဒါကြီးကဟိုတကယ်တို့ဘယ်လောက်ထိကြေကွဲနေမလဲဆိုတော့ကျွန်တော်သိပါတယ်ဟုတ်တာတူရတော့ရကျွန်တော်ဗာလဲဂီတလားကျွန်တော်ဒီဒီတက်တူးလားပေါ့နော်တခြားနောက်ဘာတွေဘာတွေကုညီပေးရမလဲဟိုကိုနိုင်တဲ့ဘက်ကနေအခုဘာတွေဝင်းရံပေးရမလဲပေါ့နော်အဲ့ပြန်လန်ထူတောင်းရွတ်အတွက်ကိုကျွန်တော်အများအဆင်သင့်ဖြစ်နေပါတယ်ဟုတ်အားလုံးအတင်းထားပါပေါ့နော်ဟိုကျွန်တော်တို့တစ်ချိန်တော့အဆင်ပြေတဲ့နေ့တစ်နေ့ကိုပြန်ပြီးတော့ရောက်လာအောင်ပါကျွန်တော်တို့ဒီမှာအားလုံးဝင်းရံ အဝင်းရံပြီးမှယူကိုမောင်မားတွေလည်းရှိပါတယ်အားလုံးအတင်းထားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်စားကြရပါလို့နော်စားကြရတွေပါတယ်ပေါ့ပြန်လည်ကြောင်ရွတ်အတွက်လိုတာကတော့ပြီးွားရင်အဲ့နေဖို့အဲနေဖို့ထိုင်ဖို့ပေါ့နော်ကျွန်တော်တို့အိမ်အိမ်အိမ်နေပြိုသွားတဲ့လူတွေအတွက်ကိုနေဖို့ထိုင်ဖို့တွေကလည်းအရေးကြီးပါတယ်ခင်ဗျာဟုတ်ကုညီထားတာတော့ဟိုအများကြီးပါပဲဒါပေမဲ့ဟိုအများဒီရပိုင်းကတော့ကျွန်တော် Facebook ပေါ်တော့မတင်ပေးပြီးကျွန်တော်9နဲ့ပဲအခု interview တော့မှကျွန်တော်မဖြေဘူးလို့လုပ်ထားတာဟို ကျွန်တော်တိုးတိုးတိတ်နဲ့ပဲကျွန်တော်လုံမယ်ဆိုပြီးတော့လှထားပါဘောเนาะဟိုကိုနိုင်တဲ့အားနဲ့ကတော့ရေတံဘူးဆိုရေတံဘူးငွေကြေးဆိုငွေကြေးအကုန်ပါဝင်ပေးပြပါတယ်ဗျာဟုတ်တို့အတွက်ကပိုဆိုးတာပါပဲမိုးရွာတော့မိုးရွာတဲ့အချိန်မှဆိုလဲပိုဆိုးတာပါတို့ဘလောက်ထိဟိုဘလောက်ထိစိတ်ကံစားစိတ်ဒဏ်ရာရနိုင်မလဲဆိုတော့ကျွန်တော်သိပါတယ်ဟုတ်ကိုအိမ်လိုမဟုတ်တော့ဘူးလေဗျာเนาะနေရတဲ့မှာအဲအဲ့အချိန်မှာတို့တို့အတွက်ကိုကအဲ့လိုအများကြီးမလုပ်ပေးနိုင်တော့တစ်ခါကျရင်အရင်စိတ်မကောင်းဖြစ်မိတယ်တို့ဟိုအမှန်ပဲဆိုကိုတကယ်ဒါဆိုရင်ကျွန်တော်ပေါ့เนาะကျွန်တော်မှလို့လုံးဝပတ်သက်ချမ်းသာဆိုတော့တို့အိမ်နေပါလေအဲ့လိုမျိုး ဟိုတေချာလေးစောက်ပြီးတော့အဲ့လိုကူညီပေးချင်တာပေါ့နော်သူတို့အဲ့လိုအဲ့လိုမျိုးမြင်ရတာတွေ့တော့တကယ်စိတ်မကောင်းဖြစ်မိပါတယ်တော့အားလုံးအားမငယ်ကြပါနဲ့ကျွန်တော်တို့ပြန်လည်ထူထောင်ရေးအတွက်ကိုကျွန်တော်တို့ညီကောင်မောင်တို့လည်းအားလုံးဝိုင်းဝန်းပြီးတော့ဟိုပါဝင်ကူညီပေးကြမှာပါအားလုံးအတင်းထားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်တယ်ဟုတ်